ဆေးဒေါက်တာခု online consultation လုပ်တာဖြစ်တဲ့အတွက်အနည်းဆုံးနေတိုင်းနေတိုင်းဒီလူနာတွေကမလာဘူးဆိုရင်တော့မှာအနည်းဆုံး10ယောက်9ယောက်10ယောက်အဲ့လိုမျိုးပတ်ချလဲတွေကရှိတယ်ဆိုတော့သူတို့လာတဲ့အချိန်ကြာရင် concern ဒီကိုဟောက်ကိုတောင်မှ cleansing ကောင်းကောင်းမှန်မှန်မလုပ်နိုင်တဲ့လူတွေဖြစ်တယ်တို့မြန်မာပြည်မှာကကြတော့အာဒီရွှေပုံများတင်လို့မျိုးခုနလောဟာမှာတို့အဲကောက်ခန်းလေးနဲ့နှက်ပြီးတော့နေရတဲ့လူကအနည်းစုသာဖြစ်တယ် အများသောအားဖြင့်အပြင်မှာ outdoor activity နဲ့အလုပ်လုပ်ရတာ trade တွေထွက်တာပုံလေးနဲ့ pollution တွေနဲ့ဒီလိုမျိုးမျက်နှာကအများနဲ့လုံးထွေးနေတဲ့ဒီလိုမျိုး pollution ကတော်တော်များမြန်မာပြည်မှာပုံများတယ်အဲ့တော့ cleansing အရန်အားနေသွားတဲ့အချိန်ကြရင်ဆိုရင်ဒီ petroleum jelly ကိုတင်ဖို့မပြောနဲ့ skin care ကိုတော်တော် korea skin care လိုမျိုးအဲ3လွား5လွား10 layers လေးလိုမျိုးလွှာလိုက်တာနဲ့တွေထပ်လိုက်တာနဲ့တွေကိုကွန်မီဒုံးချေဖြစ်ပြီးတော့အဲ့ဒါတော့မှကွန်မီဒုံး generosity မဟုတ်ဘူးเนาะ ခုံမီဒုံးရှိဖြစ်ပြီးတော့ကို acne breakout တွေစထွက်တာမျိုးတွေဖြစ်တယ်ဆိုတော့စဉ်းစားစဉ်းစားကြည့်ကြည့်ဒီလိုမျိုးတော်တော်ရဲ့ဒီလိုမျိုးဟို environment ပုံစံရေတို့ရှိထားတဲ့ဘူဒုတရင်နဲ့ပေါင်းလိုက်တဲ့အချိန်မှာ petroli ပြီးတော့တို့အခုပြောပြခဲ့တဲ့ဒီ publish လုပ်ခဲ့တဲ့ paper တွေအကုန်လုံးဆက်ဆက်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်အဲနောက်တစ်ခုကဒီ အာတို့ knowledge sharing လုပ်တဲ့ချိန်ကြရင်ဆို publish ကိုအများနဲ့သွားရတာဖြစ်တယ် customize မဟုတ်ဘူးဆိုတော့ကောင်းတယ်လို့တခွန်းပါဇက်ဟလိုက်ပြီဆိုရင်အောက်ကနေပြီးအကုန်လုံးလိုက်သုံးမယ်လို့ကအရင်များတာဖြစ်တယ်သူအရင်သတိထားရတယ်အဲ့တော့တို့ဒီ general population မှာဒီ petrolian ကတရအနေနဲ့ပြောရမယ်ဆိုရင်တော့လုံးဝမသုံးသင့်ဘူးမျက်နှာပေါ်ဒီလိုမျိုး occlusive အနေနဲ့ sludging effect ကိုတို့တို့စောင့်မျှော်သင့်တဲ့ထဲမှာမပါဘူးလို့တော့တရတော့အာ personal preference ရတော့ပြောချင်တယ်တကယ်လို့သုံးမယ်ဆိုရင်တော့ consultation လာယူပါဒေါက်တာထိုင်ဆောင်နေပါပဲသိမ့်ကြခင်မှာ comedy dong ရှင်တဲ့ acne နဲ့ break out ဖြစ်လာနိုင်ပါတယ်